ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမလေးကျေးဇူးပြုပြီးအမကိုမိတ်ကပ်တွေတိတ်ချပြင်ဆင်ပေးပါအောင်အန်ဂျလီ။ကျမဒီနေ့မင်္ဂလာဆောင်သွားဆရာရှိလို့ပါ။ဟုတ်ကဲ့အန်တီစိတ်မပူပါနဲ့။ကျမတို့တောင်းရစလုံးအန်တီကိုအရန်ကောင်းတဲ့မိတ်ကပ်ပုံစံမျိုးရအောင်ပြင်ဆင်ပေးမယ်။ကစတမာကိုစကားပြောပြတာနဲ့အန်ဂျလီနဲ့သူမရဲ့ညီမနှစ်ယောက်သားကထုံမျိုးသမီးကြီးကိုပြင်ဆင်ပေးလိုက်ကြပါရစေ။ မိတ်ကပြင်ဆင်ပြီးသွားတာနဲ့အမျိုးသမီးကြီးကလည်းသူ့ကိုယ်သူစစ်ဆေးဖို့အမှန်ကိုကြည့်လိုက်တဲ့အခါသူမဟာအရန်ကိုအားအသင့်သွားတယ်။သူမရဲ့မျက်နှာမြင်ပြီးစဉ်းနက်သွားတဲ့အမျိုးသမီးကပျော်ရွှင်စွာနဲ့ပဲအန်ဂျလီရဲ့လက်ထဲကိုရူပီ900ထည့်ပေးလိုက်တယ်။အန်ဂျလီ၊မာဂျူရီနဲ့အနုရာဂျာတို့ကညီမတွေဟာသွေးသားရင်းတော်ဆက်ကြတဲ့၃ယောက်ဖြစ်တယ်။ညီမ၃ဦးစလုံးကသူတို့မိဘတွေနဲ့အတူတူဘီလတ်ဘူလိုအမည်ရှိတဲ့ရွာတွေအားမှာပျော်ရွှင်စွာနေထိုင်ကြတယ်။သူတို့မိသားစုက အလုံးပဲဆင်းရဲကြပါတယ်။ ဲ့ဒါကြောင့်ပဲညီမ၃ယောက်စလုံးကအတူတကွအပေါင်းစီပြီးတော့ရွာသူရွာသားအမျိုးသမီးတွေကိုအလှပြင်ပေးတဲ့အလုပ်လုပ်ကင်ကြပါတယ်။အဲ့ဒီလုပ်လုပ်ရင်းနဲ့ပဲညီမ၃ယောက်စလုံးကလည်းအဲ့ဒီလုပ်ကိုနှစ်သက်လာကြတယ်။အချိန်တစ်ခုကြာလာတဲ့အခါမှာတော့ညီမ၃ယောက်စလုံးကအလုပ်တစ်ခုမှကျွမ်းကျင်သူတွေဖြစ်လာပါပြီ။အဲ့ဒါကြောင့်ရွာသူအမျိုးသမီးတွေလို့အလှပြင်ဆင်ဖို့အတွက်ဆိုရင်အမြဲတမ်းအန်ဂျယ်လီကိုညီမ၃ယောက်ကိုခေါ်လေးရှိတယ်။အဲ့လိုနီလန်းနဲ့ပဲအန်ဂျယ်လီတို့မိသားစုရဲ့အဆောင်းအနေကလည်းအဆင်ပြေပြေလည်နေခဲ့တယ်။ ဒါပေမဲ့အန်ဂျလီရဲ့ဖခင်မိုဂျီလာကတော့သူ့သမီး၃ယောက်ရဲ့အိမ်ထောင်ရေးအတွက်အလွန်ဆိုးရိမ်ပူပန်နေခဲ့တယ်။ဒါကြောင့်မေမိုဂျီလာကသူ့ရဲ့ဇနီးတဲ့ဗီမာလာနဲ့တခုခုကိုတိုင်ပင်ဆွေးနွေးလိုက်ပါတယ်။ဗီမာလာအအခုငါ့ကို စိတ်ပူပန်နေစေတာက တခုပဲရှိတယ်။ငါတို့ကလေး၃ယောက်ရဲ့အိမ်ထောင်ရေးကိစ္စကဘလို့ဖြစ်လာမလဲမသိဘူး။ဟုတ်တယ်။ကျမလည်းအဲ့ဒါကိုအမြဲတွေးနေရတာ။ အဲဒီချိန်မှာအန်ဂျယ်လီကသူမရဲ့ညီမနှစ်ယောက်နဲ့အတူတူမိဘတွေစကားပြောနေတဲ့နေရာကိုရောက်လာပြီးတော့ပြပြက်နေတဲ့အရာတွေကိုမေးမြန်းလိုက်တယ်။အဖေအဖေကဘာလို့သမီးတို့ကိုအိမ်အောင်ပြုဖို့လိုအပ်တယ်လို့ထင်တာလဲ။သမီးရဲ့သမီးတို့ကသာအိမ်ထောင်မပြုရင် လူတွေကသမီးတို့ကိုကဲရဲကြလိမ့်မယ်သမီး။ဒါပေမဲ့အဖေသမီးတို့အိမ်အောင်ပြုပြီးသွားမှအလုံးမရတော့ရင်ရောဒီလောက်ကိုဆက်ပြီးလုပ်လို့မရတော့ရင်ရောဟုတ်တယ်သမီးတို့ကအလုံးလုံးရတာကိုပြောတယ်ဖေတို့မေတို့ရဲ့။ဟေးသမီးတို့ အိမ်နာပြုတ်ပြီးပြီဆိုမှတမီးတို့ကဘာသာအလုံးလုံးဖို့လိုနေမှာလဲအဲဒီခါကျတမီးတို့တွေကအိမ်တောင်းလာစာကိုထင်းထင်းထက်ဖို့ပဲတင်ယူရမှာအဲဒီအတွက်လိုအပ်တဲ့အသုံးစိတ်တွေအတွက်ကတမီးတို့ရဲ့ခင်မွန်းနေအလုံးလုံးကြမှာပေါ့ကြပါမယ်အမေအဲ့လိုကြမဟုတ်သေးဘူးလေအမေရဲ့တမီးတမီးတို့ကအိမ်နာပြုတ်ရမှာပဲတကယ်လို့အဲ့ဒီအတွက်လိုအပ်လာရင်တော့အဖေတို့ဒီအိမ်ကိုအပောင်ထားပြီးတော့တမီးတို့ကိုလက်ချက်ပေးမယ်သူတို့ဖေရဲ့စကားကိုကြားလိုက်ရတော့ညီမတို့ရဲ့စလုံးကလည်းတိတ်ဆိတ်သွားကြတယ် နောက်နေ့ရောက်တဲ့အခါမှာသူတို့သမီးတင်တောင်းပွဲတစ်ခုကရောက်လာတယ်။မြို့ထဲမှာတော့ကော်ရှေသားဆိုတဲ့အမည်နဲ့အမျိုးသမီးတဦးနေထိုင်ပြီးတော့သူမမှလည်း Rajib, Raka နဲ့ Rahul လို့အမည်ရတဲ့နာမည်နဲ့အသားသုံးယောက်ရှိတယ်။ကော်ရှေယာကတော့သူမရဲ့အသားလေးသုံးယောက်အတွက်တင့်တော်တဲ့မိန်းကလေးတွေကိုရှာဖွေနေတာပဲဖြစ်တယ်။အိလိုနဲ့ Anjali, Madhuri နဲ့ Anuradha တို့ရဲ့ဓာတ်ပုံတွေကိုမြင်သွားပြီးတဲ့နောက်မှာတော့ကော်ရှီယာတယောက်ကစဉ်နေသွားပြီးတော့သူမရဲ့သားလေးတွေနဲ့လက်ထပ်ပွဲကိုလည်းသဘောတူလိုက်ပြီးတော့ အမွေပစ္စည်းအဖြစ်လဲအန်ဂျလီရိုရဲ့အိမ်စီကိုရူပီ၃သိန်းတောင်းဆိုခဲ့ပါတယ်။အန်ဂျလီရဲ့ဖခင် မိုဂျီလာကလည်းသူ့ရဲ့အိမ်ကိုအပောင်းထားပြီးတော့အန်ဂျလီ၊မာဂျူရီနဲ့အနုရာဂျာတို့ကိုရာဂျစ်၊ရာဂါနဲ့ရာဟူရိုနဲ့လက်ချက်ပေးလိုက်ပါတယ်။အဲ့လိုနဲ့ပဲညီမ၃ယောက်စလုံးကလည်းသူတို့ရဲ့ရောက်ခမအိမ်ကိုထွက်လာခဲ့ကြတယ်။အန်ဂျလီရိုရောက်ခမကြီးရဲ့အိမ်ကိုရောက်တဲ့အခါကော်ရှီယာကတယောက်ကသူ့အိမ်ရဲ့အစီမင်းစည်းကမ်းတွေအလုံးကို ရှင်းပြခိုင်းလိုက်ပါတယ်။ဒေသနာထောင်မှာချွေမာတို့ ကြီးအိမ်မှာစီကန့်တချို့ရှိတယ်။အဲ့ဒါတွေကိုမင်းတို့တွေလည်းသိထားတဲ့နဲ့မင်းတို့တွေအခုကစားပြီးမနက်၄နာရီမှာထားရမယ်။ပြီးတာနဲ့အိမ်ကိုဂရုစိုက်ရမယ်။အမေ၄နာရီထားရမှာဟုတ်လား။ဒါပေမဲ့ကျမတို့ဒီလောက်အစောကြီးထားဖို့အတွက်ကစဉ်းစားမရသေးဘူးလေအမေ။အနုရတာရဲ့စကားကိုကြားလိုက်ရတဲ့ကောရှီယာကဒေါသထွက်သွားပြီးတော့အန်ဂျလီတို့ကိုလည်းအော်ဟစ်လိုက်ပါတယ်။ဒါဆိုလည်းအချင်းလုံးလေမင်းတို့တွေဒီအိမ်မှာနေစဉ်တော့ဒီအိမ်ရဲ့စည်းကမ်းတွေအားလုံးကိုလိုက်နိုင်ရမယ်။ အဲ့လိုမဟုတ်ရင်တော့မင်းတို့ရဲ့ဒီအိမ်ကနေအပြင်ကိုထွက်သွားရလိမ့်မယ်။အန်ဂျီကောရှေရာသူတို့နားမလည်သေးလို့ပါ မပူပါနဲ့ကျမတို့တို့ကိုတေချာရှင်းပြလိုက်ပါမယ်။ဟုတ်ပြီမင်းရဲ့ညီမလေးတွေကိုတေချာရှင်းပြလိုက်ပြီးတော့ငါပြောတဲ့အတိုင်းပဲမင်းတို့ရဲ့တေချာလို့နားလည်ပါပြီအမေကြီးအခုချိန်မှာတော့အန်ဂျလီတို့၃ယောက်စလုံးကအိမ်ဖော်ရီလိုဖြစ်နေပြီ။ ဒါပေမဲ့တက်ဖတ်မှာတော့သူမတို့ရဲ့ခင်မွန်းဖြစ်သူ Rajiv ကတော့အခြားတခန်းထဲမှာမိန်းကလေးတရားရောက်တဲ့အတူပန်းချန်နေထိုင်ပြီးစကားပြောနေတယ်။ Rajiv စကားပြောနေတဲ့မိန်းကလေးရဲ့နာမည်ကတော့ပါရဲပဲဖြစ်ပါတယ်။ Rajiv ရှင် အခုလုံးဝမှားသွားပြီ။ရှင်မကျမရှိနေတာကိုဘာလို့ရှင်ကတခြားမိန်းကလေးတယောက်နဲ့လက်ထပ်လိုက်ရတာလဲ။ငါတို့တွေလည်းမကြခင်လက်ထပ်ရတော့မှာပါပါရှင်။နင်ကကိုခဏလေးစောင့်ပေးပါဦး။အခုငါစုံစမ်းကြည့်ရတဲ့သတင်းတွေရော ရာဂာနဲ့ရာဟုတို့မှာလည်းကိုပိုင်ရည်စားတွေရှိရဲ့။ဒါပေမဲ့ငါတို့ရဲ့အမေညစာစားပြီးမှငါတို့ကိုရွာသူမတွေကိုလက်ချက်ပေးလိုက်တာ။အဲဒါကြောင့်ငါတို့၃ယောက်စလုံးပါဆက်လို့ရမလဲဆိုတာစဉ်းစားမယ်။ရာဂျစ်တယောက်ကဖြစ်ပျက်သမျှအရာအလုံးကိုပါရှဲကိုရှင်းပြပေးလိုက်တယ်။ဒါပေမဲ့ကောင်မလေးပါရှဲကတော့ဘာလို့ရမှမသိပဲလမ်းပြောင်းနေပြီပဲဖြစ်ပါတယ်။ရှန်နင်းကကြာသွားတဲ့အချိန်အန်ဂျယ်လီမာဂျူရီနဲ့အနုရာဒါတို့ကမနက်ကနေညအထိမနာတဲ့အလုပ်လုပ်ကြရတယ် အဲ့လိုစူးစမ်းပြီးအလုံးလုံးပေးနေပေမဲ့လေအလုံးလုံးနေတဲ့တနေတာမှာအသေးအမောလေးတစ်ခုမှားတာနဲ့အန်ဂျလီရိုကရောက်ခမကြီးကောရှီယာရဲ့စူပူချင်းကိုခံရပါတယ်။အဲ့ဒီအဖြစ်ပြက်တွေကလည်းနေ့စဉ်လိုလိုဖြစ်နေတာပါ။ဒါပေမဲ့လေသူတို့သုံးဦးစလုံးရဲ့အလားပြင်ဆိုင်ကိုသွားလို့ရဲစပင်းပြနေတဲ့ဆန္ဒကတော့အခုချိန်ထိကိုရှိနေသေးပါ။အန်ဂျလီအမေကိုတစ်ခါတော့တောင်းဆိုပေးပါအောင်။ကျမတို့မိတ်ကပ်ပြင်ချင်တယ်။အမတစ်ခါတော့အမေကို ပြောပေးပါအောင်နော်။ ကောင်းပြီညီမလေးတို့ငါအမေနဲ့စကားပြောကြည့်ပါမယ်။အန်ဇလီကကောရှီယာကိုသူတို့ညီမတွေအလုံးလုံးခွင့်ပြုဖို့အတွက်တောင်းဆိုကြည့်ပါတယ်။ဒါပေမဲ့လေကောရှီယာကတော့အဲ့ဒီစကားကြားတာနဲ့ဒေါသထွက်သွားတယ်။နင်တို့တွေဘယ်လိုလုပ်ပြီးဒီလိုအထိပ္ပယ်မရှိတဲ့စကားကိုငါကိုပြောရတာလဲ။ဂျီအိမ်ရဲ့ချွေးမတွေကဘယ်တော့မှအပြင်မှာ လုံးဝအလုံးမလုပ်ရဘူး။နောက်ထပ်ငါကိုဒါမျိုးလားမပြောနဲ့။ကြားလား။အန်ဇလီကသူရောက်ကမကြီးရဲ့စိတ်ထားတွေနဲ့စကားလုံးတွေကိုကြည်တာနဲ့ သူတို့ကဘယ်တော့မှအလုပ်လုပ်ခွင့်ရမှာမဟုတ်ကြောင်းကိုနားလေသဘောပေါက်သွားတယ်။ညနေပိုင်းရောက်တဲ့အခါမှာတော့ကော်ရှီယာကလည်းအိမ်ကနေအပြင်ကိုထွက်ခွာသွားပါတယ်။အဲဒီချိန်သူတို့ရဲ့အိမ်ကြီးချင်းဂျာကီကရောက်လာပါတယ်။ဘာကိစ္စရှိလို့လဲအန်ဒီဂျာကီအမေကအခုအိမ်မှာမရှိသေးပါဘူး။လာပါထိုင်ပါအမေမစားခင်အိမ်ကိုပြန်ရောက်လာလိမ့်မယ်။ဟေးကြည့်ပါအောင်အန်ဂျလီယေဒါကြီးကဘလို့ဒုက္ခကြီးလဲ။ဂျီနာမှာအလားပြင်ဆိုင်ကတဆိုင်မှလည်းမရှိဘူး။ အလှပြင်ဆိုင်လို့ခေါ်လို့ရတာကလည်းဒီဒီဇိုင်းပဲရှိတာအဲ့ဒါကိုဒီနေ့အရိဆိုင်ကလည်းပိတ်နေတယ်အန်တီကဒီနေ့မင်္ဂလာဆောင်ကိုတွားရမှာဒါပေမဲ့အလှပြင်ဆိုင်တွေပိတ်နေတော့မိတ်ကပ်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာအန်တီမသိတော့ဘူးခဏလေးအန်တီကျမတို့ကအလှပြင်တဲ့အလုပ်ကိုတက်ပါတယ်ကျမတို့တွေရွာမှာတုန်းကလည်းအလှပြင်တာကိုအများကြီးလုပ်ဘူးတယ်အန်တီသာသဘောတူရင်ကျမတို့အန်တီကိုမိတ်ကပ်ပြင်ဆင်ပေးနိုင်ပါတယ် အန်ဇယ်လီရဲ့စကားကိုကြားလိုက်ရတဲ့အခါဂျာဂီကအလွန်ပျော်ရွှင်သွားပြီးတော့မိတ်ကပ်ပြင်ဆင်ပေးဖို့ကိုလည်းသဘောတူလိုက်ပါတယ်။အန်ဂျယ်လီ၊မာဂျူရီနဲ့အနုရာဒါတို့သုံးယောက်သားကဂျာဂီကိုမိတ်ကပ်ကိုကောင်းမွန်စွာနဲ့ပြင်ဆင်ပေးလိုက်တယ်။မိတ်ကပ်ပုံစံလေးကိုမြင်လိုက်ရတဲ့အခါမှာတော့အန်တီဂျာဂီကလည်းအလွန်ပျော်ရွှင်သွားပြီးတော့အန်ဂျယ်လီလိုသုံးယောက်စလုံးကိုလည်းရူဘီသုံးထောင်ပေးလိုက်တယ်။ဂျီဆန်၊မင်းတို့ကငါရဲ့ဟိုလီပွဲကိုမပြတ်စည်းအောင်လုပ်ပေးလိုက်တာပဲ။ဒီမှာဘသူမှဒီလိုမိတ်ကပ်ပြင်တတ်တာမရှိဘူး။ အဲဒီချိန်မှာကော်ရှီယာတယောက်ကအင်ကိုပြောင်းလာပြီးတော့အန်ဇလီတို့ပတ်စံယူနေတာကိုလည်းတွေ့မြင်လိုက်ရတယ်။အဲဒီမြင်ကွင်းကိုမြင်ပြီးတာနဲ့ကော်ရှီယာတယောက်ကတောသားထွက်သွားတယ်။ငါမလုပ်ရဘူးလို့ကြားမြင်ထားတာတော့မင်းတို့တွေကပတ်စံအတွက်အလှပြင်နေကြတာလား။မင်းတို့ကငါ့ကိုစန့်ကျင်နေတာပဲ။အမေအမေချင်းတလို့မဟုတ်ပါဘူး။အကုန်လုံးကငါမြင်လိုက်တယ်။ဘာရီဘလိုဖြစ်နေလဲဆိုတာငါသိတယ်။အခုချက်ချင်းသူ့ကောင်ကအိမ်ထဲကနေထွက်သွားခိုင်းလိုက် ဟေးဘာလို့ဒေါသထွက်နေတာလဲတိတ်ဆန်ချန်ကီနင်းနေငါနဲ့နောက်မဆိုင်ရင်ရှင်မေကော်ရှင်ယာတယောက်ကစကားပြောပြတာနဲ့ချန်ကီကလည်းအိမ်ထဲကထွက်သွားလာခဲ့ပါတယ်အဲဒီချိန်မှာပဲရာဂျစ်ရာဂါနဲ့ရာဟုတို့သုံးယောက်သားကအိမ်ထဲကိုပန်းကုန်းဆွဲပြီးတော့ဝင်လာတယ်ကောင်လေးရဲ့ဘီမဇနီးအစ်စ်တွေလည်းပါလာတာပေါ့အမေအမေဒေါသထွက်မယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်တို့လက်ချက်ပြီးပြီးတော့ကျွန်တော်ကပါရှေ့ကိုချစ်တယ် ကျွန်တော်လည်းပူကြကိုချစ်တယ်။ဒါပေမဲ့လည်းကောရှီယာကထိုးသားမထွက်ခဲ့ပါဘူး။သူ့သားရရဲ့မြင်ကွေးကိုမြင်ပြီးတာနဲ့ကောရှီယာကပျော်ရွှင်သွားတယ်။သားတို့မင်းတို့လောက်တာမှန်ပြီ။ဂျီမိမရီကမလွယ်ဘူး။အမေတားမြစ်ထားတာတော့သူတို့ကပတ်စံအတွက်အလုံးလောက်ချင်ကြတယ်။အမေဒီ၃ရောက်ကိုအခုချစ်ချင်အိမ်ကနေမောင်းထုတ်ပြလိုက်မယ်။အန်ဂျယ်လီနင်ဒီအိမ်ကနေထွက်သွား။မာဂျူရီနင်ရောပြီးတော့အနုရာတာနင်ရောပဲ။ အဲဒီကနေစပြီးတော့အန်ဂျယ်လီမာဂျူရီနဲ့အနုရာဒါတို့ကဒီကိစ္စကနေထွက်ပြေးဖို့အတွက်စူးစမ်းကြည့်ပေမဲ့လေကော်ရှီယာနဲ့တခြားသူတွေကသူတို့ကိုအချက်ကင်ပြီးတော့အိမ်ထဲကနေနေထုတ်လိုက်ကြတယ်။အလန်းပေါ်မှာပဲညအိတ်ခဲ့ရပါတယ်။မနက်ဘက်ကိုရောက်လာတဲ့အခါမှာတော့ညီမတော်ရစလုံးကလည်းအိုးအန်ကြပါတော့တယ်။အဲဒီချိန်မှာပဲအန်တီကြီးဂျန်ကီကအန်ဂျယ်လီရိုနာကိုရောက်လာပြီးတော့အန်ဂျယ်လီတို့ကိုစီးရုံခေါ်သွားပေးလိုက်တယ်။ဆီယံဝင်းရဲ့ဆေးဆေးချက်အပြီးမှာတော့ညီမတော်ရစလုံးကကိုဝင်ရှိနေကြောင်းသိသွားကြတယ်။ အဲ့ဒါကိုသိတာနဲ့အန်ဆလီကလည်းစတင်ကိုကြေးပါတယ်။အခု ကျမတို့ဘာဖြစ်မှာလဲ။ကျမတို့ကအခုဘယ်ကိုသွားရမှာလဲ။ကျမတို့ရဲ့ကလေးကိုရောဘယ်လိုအသက်ရှင်အောင်ထားမှာလဲ။ပြောဆိုကအန်ဆလီတယောက်ကငိုကြေးနေပါတယ်။အန်ဆလီတမီးတို့နှစ်ယောက်စလုံးကအန်တီရဲ့တမီးတွေလိုပဲအန်တီတမီးတို့ကိုကူညီပါမယ်။အခုကစားပြီးတမီးတို့၃ယောက်စလုံးကအန်တီရဲ့အိမ်မှာအန်တီနဲ့အတူနေရမယ်။ပြီးတော့အန်တီရဲ့အိမ်ပြင်ဘက်မှာလည်းအလားပြင်ဆိုင်လေးကိုဖွင့်ပေးမယ်။ တမီးတို့တွေအဲ့ဒီမှာအလုံးလုံးနိုင်နေတမီးတို့ရဲ့ဆိုင်မှာမိန်းကလေးတွေတန်းစီနေလိုက်မယ်ချန်ကီကပြောဆိုပြီးတော့အန်ဂျလီတို့ကိုအားပေးလိုက်တယ်ညီမတို့ရောက်စလုံးကလည်းအခုချိန်မှာတော့သူတို့အတွက်အားကိုးရရသွားပါပြီသူတို့အလုံးကအန်တီဂျီချန်ကီရဲ့အိမ်မှာနေထိုင်ပြီးတော့အိမ်ပြေပမှာတော့အလှပြင်ဆိုင်ဖွင့်လှစ်ပြီးတော့အန်ဂျလီတို့တို့ရောက်စလုံးကအဲ့ဒီမှာအလုံးလုံးတယ်အန်တီချန်ကီပြောတာမှန်ပါတယ်ဒီနေရာမှာအလှပြင်ဆိုင်ကောက်ကောက်မရှိတာဘူးဒါကြောင့်မလို့ညီမ၃ရောင်ရဲ့အလှပြင်ဆိုင်ကတဖြည်းဖြည်းနဲ့လူစီကားလာခဲ့တယ် ညီမတော်ရစလုံးရဲ့အလုပ်ကြိုးစားမှုကြောင့်မလို့လအနေငယ်အကြမှာပဲပတ်စံများစွာလဲရရှိလာကြတယ်။အဲ့လိုနီလန်းနေပဲသူတို့ညီမတော်ရစလုံးကအဲ့ဒီဒေတာမှာတဖြည်းဖြည်းနာမည်ကြီးလာတယ်။ညီမတော်ရစလုံးကတယောက်ကိုတယောက်ချစ်ခင်ကြတာကြောင့်သူတို့ညီမတွေကခဏတွင်းမှာပဲပတ်စံများစွာကိုစူးစမ်းမိလာတယ်။အဲ့ဒီချိန်တွင်မှာကော်ရှီယာရဲ့အိမ်မှာတော့ပြဿနာတွေစတင်ဝင်ရောက်လာပါတယ်။သူသားတော်ရစလုံးကသူတို့ရဲ့ဇနီးတွေအတွက်ငွေများစွာတုံးဆွဲခဲ့ကြတယ်။ အဲဒါကြောင့်ပဲတဖြည်းဖြည်းနဲ့သူတို့ရဲ့ပတ်စံတွေကလည်းကုန်ခန်းသွားခဲ့ပါတယ်။သူသားတွေရဲ့ဇနီးတွေကလည်းအိမ်အလုပ်တစ်ခုမှမလုပ်တတ်ကြဘူး။ဒါကြောင့်မို့သူတို့ရဲ့ရုံးကိုနောက်ကျပြီးမှပဲရောက်လာလေရှိတယ်။အဲဒါကြောင့်သုံးယောက်စလုံးကလည်းအလုပ်ကင်ကိုဆုံရှုံပြီးတော့ပတ်စံမရှိဖြစ်သွားကြတယ်။ Rajiv ရှင်းမအခုပတ်စံတော့မရှိဘူး။ဟုတ်တယ်။ကျမကလည်းရှင်တို့တွေကဘသူကိုမှနောက်လိုက်မှာမဟုတ်ဘူး။အခုကရပြီ။လုံလောက်သွားပြီ။ ကျမတို့ထွက်သွားတော့မယ်။ရာဂျစ်ဖြဲ့ဇနီးပါရှီယာကအိမ်ကနေထွက်သွားတာနဲ့ကြံချွေးမနှစ်ယောက်ကလည်းပါရှီနဲ့အတူတူလိုက်သွားကြတယ်။အဲဒီချိန်မှာပဲသားတို့အမေတို့အခုအန်ဂျယ်လီတို့စီသွားကြစို့။တို့တို့၃ယောက်စလုံးအဆင်ပြေပြေနေထိုင်နေရလို့အမိကြားထားတယ်။အမေတို့တို့၃ယောက်ကိုပြန်ခေါ်ကြမယ်လေ။ကော်ရှီယာနဲ့သူမရဲ့သား၃ယောက်ကအန်ဂျယ်လီတို့စီထွက်လာပါတယ်။အန်ဂျယ်လီနဲ့သူမရဲ့ညီမနှစ်ယောက်တို့ကတော့ထုံးစံတိုင်းအလှပြင်ဆိုင်မှာအလုံးလုံးနေကြတယ် အန်ဇလီတို့ကကော်ရှီယာတို့ပြောတဲ့အရာအလုံးကိုနားထောင်ပြီးတာနဲ့အန်ဇလီတယောက်ကတော့ချက်ချင်းပဲစကားပြန်ပြောလိုက်တယ်။ကျမတို့တွေပြန်မလာဘူး။ကျမတို့ရှင်တို့ရဲ့အိမ်ကိုဘယ်တော့မှပြန်လာမှာမဟုတ်ဘူး။ဘာပြောရင်အန်ဇလီငါကနင်းရဲ့ခင်မုန်းအဲ့ဒါကိုနင်းကငါပြောတာနားမထောင်ဘူးလား။တကယ်လို့နင်းငါပြောတာကိုနားမထောင်ရင်နင်တို့ကိုရိုက်ပြီးဒီမှာပဲမြေမြုပ်ပြက်လိုက်မယ်။အဲ့ဒီချိန်မှာပဲ ထိုဒေသမှာရှိနေတဲ့အမျိုးသမီးအလုံးကအန်စီလီတို့ရဲ့အလှပြဆိုင်ကိုရောက်လာတယ်။ဒီလိုတွေကိုမထိနဲ့။နင်တို့အနေနဲ့သူ့ကိုအိမ်ကနေမောင်းထုတ်တုံးကရော။သူကနင်တို့ရဲ့ချွေးမတွေဆိုတာကိုအမှတ်မိဘူးလား။ဒီလေးယောက်စလုံးကိုဖမ်းလိုက်ပါ။ရဲတွေကလည်းကော်ရှီယာတို့လေးယောက်စလုံးကိုဖမ်းဆီးကောဆောင်သွားကြတယ်။အဲ့လိုနေပဲကော်ရှီယာတို့ကလည်းပြည်တံအဖြစ်ထောင်တန်းတသက်တကျွန်းထိချမှတ်ခံလိုက်ရပါတယ်။အခုဆိုရင်အန်ဇယ်လီတို့ညီမ၃ယောက်စလုံးကတရားမျှတမှုရခဲ့ပါပြီ။ အချိန်နီကုံလုံးသွားပြီးတဲ့နောက်မှာတော့အန်ဂျယ်လီတို့ညီမတွေစီကိုလည်းကာကီယံဝက်ဆောင်နဲ့အတူတူကလေးတယောက်စီရောက်လာခဲ့ပါတယ်။အလှပြင်ဆိုင်ရဲ့အကြီးကဲကတော့ဒီကလေးတွေဟာအရန်ကိုချမ်းသာလာမှလို့ပြောလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်